အားလုံးပဲမင်္ဂလာပါဗျ။အဲဒီနေ့ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာလေးကဒီရှင်ရင်တိတက်ပြီးအပူလွန်ခဲ့ပြီဆိုလို့ရှိရင်ဘယ်အရာတွေကြောင့်အပူလွန်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ဖြစ်တတ်တဲ့အစိတ်ပိုင်းတွေကိုတစ်ခုချင်းစီပြောပြပေးသွားမှာဖြစ်ပါတယ်။အဲတော့ပထမဆုံးအနေနဲ့ရေတိုင်းကိုအရှိမရှိစကားပေါ့နော်။ရေဒီတာစကားကိုတစ်ချက်လုံးပြမယ်။ဒီနေသားမှမျိုးမှဆိုလို့ရှိရင်ရေဒီတာစကားလုံးဝ okay ပေါ့နော်။ရှေ့မှာပိတ်နေတာမျိုးတွေဘာတွေဘာမှမရှိဘူး။သူ့မှာစကားမှာအမုံမွိုင်းတာပြိနေတဲ့အခါမျိုးမှာဆိုရင်လည်းသူကအင်ဂျင်ရောဟီတက်ချင်းကိုဖြစ်ပေါ်သေးရောနော် ။ဟောပြီးတော့ကျွန်တော်တို့စစ်စရာဆိုရင်ရှင်ရီဒီယာကတ်ရှိမှာပေါ့နော်။ရီဒီယာကတ်အကောင်းမကောင်းစစ်မယ်ဆိုလို့ရှင်။ပထမဆုံးတတိထားမယ့်အချက်ကတော့တိတက်လာပြီးမှရီဒီယာကတ်ကိုစစ်မယ်ဆိုလို့ရှင်။ပြုံးနေတန်းဖို့ခွင့်ဖို့နော်။အခုချင်းတီးတဲ့ထီအောင်ဆောက်မှာခွင့်ဖို့ဘယ်လိုဆိုလို့ရှင်။ဒီရရှိကကန်ထွက်လာပြီ။လူအငယ်ပြနိုင်နေသားရှိဆိုလို့။ဟုတ်ပြီကျွန်တော်တို့ဒီတိုင်းကြီးအဖုံးစစ်ပြီးလို့ရှင်။ကျွန်တော်ရေတိုင်းကြီးပေါ့နော်။ရေတိုင်းကြီး ဒီ engine အဟောင်းတွေမှာဆိုလို့ရှိရင်ရေတိုင်ကြီး line ပိတ်တာမျိုးတွေတက်တက်တယ်အဲ့ဒီရေတိုင်ကြီးကိုဆက်ရမယ်ပြီးလို့ရှိလို့ရှိရင်ရေတိုင်ကြီးထဲမှာပါဝင်တဲ့ကူးလန့်ပါဝင်မှုလုံးပေါ့နော်ကူးလန့်ရောစက်မှုလုံးတွေကိုလည်းတစ်ချက်ဆက်ရမယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေလေဝံပန်ကားပေါ့နော်ရေလေဝံပန်ကားကျိုးနေလားပဲ့နေလားတစ်ချက်ဆက်ရမယ်ပေါ့နော်အဲ့လိုကျိုးနေတာပဲ့နေတာမျိုးတွေဖြစ်လို့ရှိရင်ဒီပန်ကားရဲ့လေဆွဲအားနှုန်းကရောကျပြီးလို့ရှိရင် engine အပူချိန်နှောင်းနေတာမျိုးတွေလည်းတက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီပန်ကားကျိုးပေါ့နော်ပန်ကားကျိုးရော့နေလား ေရောတွင်းရှိလားမရှိတော့ရှက်စစ်ရမယ်စစ်တဲ့နေရာဆိုလို့ရှိရင်လေဒီရေလေုံနဲ့ဒီဘက်ကဒိုင်နမိုနဲ့ဂျားတွေကတန်းရှင်းပေါ့နော်သူ့ရဲ့အကျော့ကိုပဲစစ်ရမှာဖြစ်ပါတယ်ဘန်ကကျုပ်စစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီရေလေုံပေါ့နော်ရေလေုံကောင်းကောင်းစစ်ရမယ်ရေလေုံကောင်းကောင်းစစ်ပြီးလို့ရှိရင်လို့ရှိရင်ပြီးလို့ရှိရင်ဒီအုံလေးထဲမှာရှိတဲ့တာမိုစတက်ပေါ့နော်တာမိုစတက်ဘာကောင်းမကောင်းလဲတစ်ချက်စစ်ရမယ်အဲကျွန်တော်ခုနပြောတဲ့ကူးလင်းစင်ဆာမိုင်းနဲ့စစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလေစစ်ပေါ့နော်လေစစ်ပိတ်ဆို့ခြင်းရှိမရှိကိုတစ်ချက်လောက်စစ်ရမယ် ဒီစပိတ်ဆုလို့ရှင်လည်းအပူချိန်လွန်ခဲ့တာမျိုးဖြစ်တဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီအင်ဂျင်အဟောင်းတွေမှာကျွန်တော်ပန်းတွေပြန်ပြီးတော့ပြုပြင်ထားတာတွေမုန်းမှန်ထားတာတွေပန်းတွေပြန်ပြီးတော့ချိန်ထားတာတွေရှိတဲ့အချိန်ပြမှာဆိုလို့ရှင်ပန်းတိုင်းပဲပေါ့နော်ပန်းတိုင်းပဲအတင်ချအကိုက်ကြီးလို့ရှင်လည်းပြတဲ့တဲ့ပြဿနာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့အင်ဂျင်ဝိုင်းပေါ့နော်အင်ဂျင်ဝိုင်းပါဝင်မှုနှုန်းတွေတစ်ချက်ဆရာမယ်အင်ဂျင်ဝိုင်းတားနေတဲ့အခါမျိုးတွေဒါမှမဟုတ်လို့ရှိရင်အင်ဂျင်ဝိုင်းရဲ့အရေးတွေဒါကြာဆင်းနေတဲ့အချိန်မျိုးမှာရှင်တဲ့အပူချိန်လုံခဲ့ခြင်းကိုဖြစ်ပေါ်နေပါဘာ နောက်ဆုံးတစ်ချက်နေရတော့ကျွန်တော် overload ပါနော် overload ဆိုတာ cell ရဲ့ဝင်ကိုအဆမတန်ခိုင်းတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က heat တက်ခြင်းကိုဖြစ်ပေါ်နေပါပါအဲ့ဒီလို engine heat တက်ခြင်းတွေ engine အပူချိန်လွန်ကဲခြင်းတွေမဖြစ်ရအောင်ကျွန်တော်ခုနပြောပြတဲ့အပိုင်းတွေကိုပုံမှန် maintenance ပြုလုပ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ engine တက်တန်းကိုပို့ပြီးတော့ကြာရှည်ခိုင်းပါသွားနဲ့ဆွဆွမြေမြေရေရှိအသုံးပြုလို့ရမှာဖြစ်ပါတယ်